အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲ့ဒါကျွန်တော်တို့ဒီနေ့မှာဒါစိတ်ဝင်စားစရာကောင်းနေတာကျွန်တော်လစ်ဗာပူးရဲ့အသင်းရဲ့အပြောင်းအရွှေ့ကြောင်းနည်းနည်းလေးပြောချင်ပါတယ်လစ်ဗာပူးတင်းကခုလက်ရှိမှာ here we go မလို့လူနဲ့အခုလက်ရှိဒါကျွန်တော် frank pong ခေါ်ယူပြီးနောက်ပိုင်းမှာတော်တော်လေးကိုအေးနေခဲ့တယ်လစ်ဗာပူးတင်းကခုလက်ရှိမှာဒါတတိယမြောက်ကမ်းလှမ်းမှုကိုလည်း liverpool စင်ကဒါညင်းပယ်လား လက်ခံလာဆိုတဲ့အခြေအနေတွေကိုကျွန်တော် update လေးနည်းနည်းပြောပြီးတော့လီဗာပူးဒီအပြောင်းအရွှေ့မှာဘာတွေလုပ်နေလဲဆိုတာကိုနည်းနည်းလေးဆွေးနွေးတော့မှာဖြစ်တယ်လို့ပြောပြစေအဲ့တော့ လီဗာပူးတင်းခုလက်ရှိမှာတည်ကြအတိုင်းပဲဒါကျွန်တော်ဖလော်ရန်ရစ်စထရာအပြောင်းရွှေ့ကိုဒါကျွန်တော်ယူဒူတန်းတရားနဲ့ဒါကျွန်တော်တို့35တန်းတိတိုးမြင့်ပြီးတော့ပေးထားခဲ့တာကိုတွေ့ရမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလီဗာကူစင်ကလက်ခံလာညင်းပယ်လာဆိုတော့ကျွန်တော်တို့အခုချိန်ထိတရားဝင်မတည်သေးပါဘူးတချို့တွေပြောနေကြတာကဒါလီဗာကူစင်နဲ့ဒါလက်ခံလိုက်ပြီဆိုတဲ့သတင်းတွေဆိုတဲ့ပုံစံမျိုးကိုပြောနေတာတွေ့ရလိမ့်မယ်ဒါပေမဲ့လက်ရှိမှာ Tier 1ပဲ Journalist မှာ Tier 2 level မှာတောင်မှဒါလက်ရှိမှာလီဗာကူစင်ကဒါကျွန်တော်တို့လီဗာပူးအသင်းရဲ့ကမ်းလှမ်းမှုကိုလက်ရှိမှာတရားဝင်ဒါလက်ခံခြင်းမပြုသေးဘူး လို့သိရတယ်မှာပါတယ်အဓိကတော့ကျွန်တော်မြင်ကြည့်တာဗောနော်ဒါကစားသမား Florian Risch တွေနဲ့ကျွန်တော်ကျွန်တော်ပြောနေစဉ်အခြေအတွင်းမှာပဲဒါသူ့အနေနဲ့ Germany မှာဒါသွားကန်နေရကျွန်တော် Germany ကကိစ္စပြီးမှသူပြန်လာမှာပဲဒါ Leverkusen နဲ့ပြန်လဲပြီးညှိနှိုင်းမဲ့သဘောတရားမှရှိတယ်ဗောနော်အဲ့တော့ဒါ Kola Hala တွေကတချို့တွေပြောနေကြတာဒါ Bayern Munich များရောက်လာခဲ့လို့ဒီလိုမျိုးဒါကျွန်တော်ပြည်သက်တွေကြားထဲမှာဒါနှီးကွေးသွားခဲ့တာလားဆိုရဲမိကိုနေမိနေကြတယ်အခုလက်ရှိမှာအဲ့ဒီအဖြေကမဟုတ်ပါဘူးဒါ Leverkusen ကိုယ်တိုင်ကဒါကျွန်တော်ကစားသမားနဲ့အနေနဲ့များဆွေးနွေးခြင်းတွေတော့ကြောင့်မို့ဒီအပြောင်းအရွှေ့အနေနဲ့များ delay လုပ်ထားတယ်လို့ပြောလို့ရ ယ်ဒါပေမဲ့လက်ရှိမှာဒီဈေးကိုတော့နောက်ဆုံးကြားရတဲ့ဒါကျွန်တော်တီးရတိပုံစံမျိုးသတင်းတွေရဆိုရင်တော့ Leverkusen အနေနဲ့ဒီပြောင်းရွှေ့ဈေးကိုလက်ခံသွားဖို့အတွက်ရာဂိုင်နှုံးတွေတော်တော်လေးကိုများလာခဲ့ပြီဆိုတော့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့ပြီလို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံရခြင်းပါအဲ့တော့လက်ရှိမှာ Leverkusen ကိုဒါကျွန်တော်တို့ အခုတက်နေတဲ့ဒါကျွန်တော်တို့ Florian Race နဲ့ Lazar နဲ့ပတ်သက်ပြီးတကယ်လားအခုချိန်မှာ Florian Race ရဲ့ Lazar နဲ့ပတ်သက်ပြီးအကုန်လုံးကချက်ကားပြီးပြောဆိုနေဖြစ်တယ်ဒီ Lazar ကိစ္စဒါမှမဲရတာ Brian M1 ပူရဲ့ကိစ္စနဲ့ပတ်သက်ပြီးအကုန်လုံးဒါကျွန်တော်တို့ဖောင်းပွားဖောင်းပွားနေတယ်တရတရနောက်နေနေအကုန်လုံးကတကယ်ထင်သွားတချို့တွေကောလာဟာလာ Florian Florian Race ကတပတ်လောက်ခါလာတော့ Euro 4သိန်း3သိန်းဘယ်အသိန်းကမှ Euro 4သိန်း3သိန်းမပေးပါဘူး Bonus ဘာညာပေါင်းမယ်ဆိုရင်တော့မှဒါကျွန်တော်ဒီကစားသမားက Proven Goal Scorer ကစားသမားလောက်မှာပဲပြီးမှရှိပါတယ်အဲ့တော့ပြောချင်တာက4သိန်း3သိန်းဆိုတဲ့ကစားတဲ့လုံးဝကောလာဟာလာပြီအဲ့တော့ကျွန်တော်ကြားရတဲ့သတင်းက Florian Warriors နဲ့အခုလက်ရှိ Liverpool တွေရဲ့လောက်ခလာစားအများဆုံးသောကစားသမားတစ်ယောက်တော့ဖြစ်လာမယ်။ဒါပေမဲ့ Virgil van Dijk တို့ Mohamed Salah တို့လောက်များမလား။ဒါမှမဟုတ်3သိန်းလောက်ပတ်ချာလဲဝိညာဉ်ကြပဲရှိမလားဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အခုနောက်ပိုင်းကင်မရာလေးကနည်းနည်းလေးလည်လို့ခွင့်လွှတ်ပေးပါဘလို့ဖြစ်လဲမသိ။အဲ့တော့ကျွန်တော်ဒါလက်ရှိမှာ Florian Wirtz ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး Liverpool တင်းကဒါကျွန်တော်တို့ total အဖြစ်ပြောရင်ပေါင်သန်း100နဲ့19သန်းဒါကျွန်တော်တို့ Euro 35တန်းကိုတက်ကျွန်တော်လီဗာပူးကတရားဝင်ကမ်းလှမ်းမှုကိုတော့လီဗာကူစင်ဘက်ကလက်ခံလာလက်မခံလာကျွန်တော်တို့ဒီမသိရသေးဘူးကျွန်တော်ထင်တာကတော့များများအခြေနဲ့တွက်မယ်ဆိုတော့ကျွန်တော် week day ပေါ့နော်ကျွန်တော်ဂျားရဲ့အတွင်းမှာမှဒါဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ update သိရမယ်လို့မြင်တယ်ဒါခုနကသူတနင်္လာနေ့ကျမှပဲဒါ update သိရမလားမြင်ရတယ်အဲ့တော့ဟေးဝေကိုဖြစ်နေဟေးဝေကိုလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးညင်းပယ်တယ်ဆိုလည်းညင်းပယ်တယ်ကျွန်တော်လည်းပြောပြပြမှာဖြစ်ပါဒါပေမဲ့လီဗာပူးဘက်ကတော့ရှင်းပါတယ်ဒီကမ်းလှမ်းမှုကနောက်ဆုံးကမ်းလှမ်းမှုဖြစ်ပြီးအကယ်၍ဒါလီဗာကူစင်ဘက်ကဒီကမ်းလှမ်းမှုမျိုးကိုညင်းပယ်ခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့တခြားသော target ကိုပြောင်းပြီးလိုက်တော့မှာဖြစ် ဖြစ်တယ်လို့သိရတယ်မှာပါအဲ့တော့ဒါကျွန်တော်တို့ပြည်သက်တွေကစိုးရင်ကြတာလိုဘဘူးတင်နေတာတချိန်က Moist Sky Studio ရဲ့အကြောင်းရှိလို့ပဲဒါပေါင်တန်းတရာကျော်တကယ်လည်းသုံးမယ်လေသတင်းတွေလည်းထွက်ခဲ့တယ်ဒါပေမဲ့မသုံးဖြစ်လိုက်တဲ့ပတ်စံကြီးကဒါကျွန်တော်ကြားထဲမှာအကြာကြီးပြောက်သွားခဲ့အဲ့တော့ဒါ Florian Risse ရဲ့အကြောင်းရှိမှာလည်းပြည်သက်တွေတော်များများဒီညမှာစိတ်ပူနေတယ် Florian Risse ရဲ့အကြောင်းရှိမှာဒါဒါလိုဘဘူးတင်နေမသုံးဖြစ်ခဲ့ဘူးဆိုရင်တော့ဒီပတ်စံနေဒါထပ်ပြီးတော့အကြာကြီးပြောက်သွားမှာအကုန်လုံးကစိန်ဝင်စားစိုးရင်ကြရပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒါအာဆိုရင် ပြောရမယ်ဆိုရင်တော့ဒါကျွန်တော် FFG ကိုအကုန်လုံးကယုံကြတာဗောနော်အဲ့လောက်ထိပုံစံမျိုးယုံကြတာဆိုတော့ပြောကြရမယ်ဆိုအဲ့လိုပုံစံအဲ့တော့လက်ရှိမှာ Florian Risk နဲ့အပြောင်းရှင်းနဲ့ပတ်သက်ပြီးကျွန်တော်ကလာမဲ့ဒါကျွန်တော်တပတ်မှာအချင်းကြီးကြည့်ရမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်လာမဲ့တပတ်မှာဒါကျွန်တော်အပြောင်းရွှေ့တော်တော်လေးကိုမြင်မြန်ဆန်ဆန်ဖြစ်အောင်မယ်လို့မြင်ဒါပေမဲ့အပြောင်းရွှေ့ကမကြခင်မှာခဏတာပြန်ပြီးပိတ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီကျွန်တော်မြင်တာဗောနော် Florian Risk ရဲ့အပြောင်းရွှေ့ကိုတော့တို့ကလီဗာပူးတဲ့ကလပ်ဘောကလည်းမရှိဘူးဆိုတော့တို့အနေနဲ့ AAC ရွှေ့မယ်လို့မြင်တယ်တို့အနေနဲ့ဒါကျွန်တော်ဒုတိယမြောက်အပြောင်းရွှေ့ပြန်ဖွင့်မှာပဲ Florian Risk ကိုတော့ပြန်ခေါ်မလားတရားဝင်ဒါတစ်ချက် ော့ကျွန်တော်မဟုတ်ဘူးနော်ဘာလို့လဲဒီ48နိုင်ကျွန်တော်ပြောတဲ့အချိန်မှာ48နိုင်ပဲရှိတော့မယ်ဒီ24နိုင်ပတ်ချလဲဝင်းညင်ကြမှာအပီယုံမလားဒါတော့ကျွန်တော်ထင်တော့ဒါလာမယ့်အပြောင်းရွှေ့ဒါဒုတိယအကြိမ်ထပ်ဖွင့်မှာပဲဒီနေရာမှာဒါကျွန်တော်အပြောင်းလဲအတွက်တို့အနေနဲ့ဆက်လက်ပြီးအလုပ်လုပ်တော့မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ Liverpool နဲ့ Florian Risk တော့ဒီအပြောင်းရွှေ့မှာမပြီးတော့ဘူးလို့မြင်တယ်လာမယ့်အပြောင်းရွှေ့မှာပဲတရားဝင်ခေါ်ဖို့တော့ပဲမြင်တယ်လို့ကျွန်တော်အနေနဲ့ပုံကိုရဆိုပြရစီအဲ့တော့ လက်ရှိမှာဒါ Florian Risk အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးခဏမိထားပြီးတော့ Milo Krakacs အပြောင်းအရွှေ့အဲ့တော့ကျွန်တော်မြင်ကြည့်တာပေါ့နော် Liverpool တင်းနဲ့ Milo Krakacs အပြောင်းအရွှေ့ကူလေဒါခုနကပြောခဲ့လို့ပဲ Florian Risk အပြောင်းအရွှေ့လို့ပဲလာမယ့်ဒါ Transfer ဒုတိယအပိုင်းချမှာပဲဆက်လက်ပြီးလုပ်သွားဖို့ရှိပါတော့လက်ရှိမှာ Liverpool တင်းနေနဲ့ကျွန်တော်မြင်ကြည့်တာ Florian Risk အပြောင်းအရွှေ့ကိုဒါဆွတ်ဆက်ပြီးဖိအားပေးပြီးလုပ်နေကြအောင်လို့တစ်ဖက်မှာဒါကျွန်တော် Milo Krakacs အပြောင်းအရွှေ့ကနည်းနည်းလေးလက်လက်သွားတယ်လို့မြင်တယ်အဲ့တော့ Milo Krakacs ကလက်ရှိမှာ Liverpool တင်းကိုကောင်းကျင်ပြီးသားဖြစ်တယ်တစ်ဖက်ကဘုံမောက်တောင်းတဲ့ဈေးကလည်း value ဖြစ်တယ်ပေါင်45တန်းပတ်ချလေ Liverpool တင်းနေတာပထမဆုံးကန်လ မ်းမှုဖြစ်တဲ့ဒါ 30+5 တန်းကိုလည်းကန့်လန့်ထားဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့ပေမဲ့တကယ်တားလက်ရှိမှာတရားဝင်ဂျာနယ်လစ်တွေကမတက်သေးဘူးဒါပေမဲ့ချို့သောသတင်းတွေမှာတရား2ဘက်မှာတော့တက်လာပြီလို့သတင်းတွေထွက်လာခဲ့အဲ့တော့ ပြောချင်တာဘီလိုကရာကက်စ်ကကျွန်တော်အမြင်ကကျွန်တော်အနေနဲ့ဆွေးနွေးကြည့်ခြင်းလေဆိုရင်တော့အာဖလော်ရီယန်ရစ်ဘက်ကိုအလွန်ကျွံအားထည့်လိုက်မှုကြောင့်မလို့သူတို့အနေနဲ့လီဗာပူးဘက်ကဘီလိုကရာကက်စ်ဘက်မှာလက်ခင်းသွားတယ်လို့မြင်ဒါပေမဲ့တေးကြတခုကလီဗာပူးတင်းတဲ့ဒီကစားသမားတွေအကြာကြီးတော့လုံမှန်တော့မထင်ဘူးသူတို့အနေနဲ့ဒါကျွန်တော်ရာသီဂျိုခြေစမ်းပွဲစဉ်တွေမတိုင်ခင်မှာဒီကစားသမားတွေကိုတရားဝင်အသင်းနဲ့ပူးပေါင်းဖို့အတွက်အာနီစလော့ကိုအပြည့်ဖြစ်ပေးသွားမယ်လို့မြင်ပြီးရတယ်မှာပါတယ်လီဗာပူးတင်းတဲ့ဒါကျွန်တော်ဖလော်ရီယန်ရစ်ဘီလိုကရာကက်စ်ရဲ့အပြောင်းအရွှေ့အင်တိုက်အားတိုက်ဒါကျွန်တော်မြင်မြဆန်ဆန်လှုပ်ဆောင်မှုတွေရှိတယ် ဒါပေးဒီထက်ပေးရှင်ဘူးလို့သူတို့နည်းမကြိုးစားဘူးလို့မြင်တယ်လီဗာပူးတင်းတဲ့ဘက်ကလည်းရှင်းတယ်ဒါဖလော်ရီယန်ရီစ်ရဲ့အပြောင်းရွှေ့တဲ့ဒါတတိယမြောက်ကန်လန်မှုကငင်းပယ်ခဲ့မှာဆိုသူတို့အနေနဲ့ရှေ့ဆက်တိုးဖို့မရှိတော့ဘူးဆိုတော့ကိုလေတရားဝင်ကျွန်တော်သိပြီးသားဖြစ်လိမ့်မယ်အဲ့တော့ ဘာဒီဘလူဖြစ်လာမလဲကျွန်တော်ဒါလာမယ့်나이ပိုင်းတွေမှာကျွန်တော်ကြည့်ရမယ်ဒါမှမဟုတ်ဒီ나이ပိုင်းတွေမှာပြည်ဦးဆိုလဲဂျားထဲမှာတစ်ခုဖြစ်သွားမလားကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်လီဗာပူးတင်းကအခုလက်ရှိမှာကစားသမားအဝယ်ကြီးပဲမဟုတ်ဘဲအယောင်းတွေကိုလည်းတောက်လျှောက်တာကျွန်တော်အသင်းကမြင့်တင်လို့သိရတယ်မှာပါတယ်လီဗာပူးတင်းကအခုလက်ရှိဒါကျွန်တော်ကန်ဆယ်ပိုင်းနေရာအတွက်ဒါကျွန်တော်ဂျေရော့ကွန်ဆာနဲ့ဂျူဂူမက်စ်နှစ်ယောက်ထဲကတယောက်ကိုအသင်းကနေပြီးတော့ရောင်းထုတ်သွားဖို့အတွက်ပြင်ဆင်နေတယ်လို့သိရတယ်မှာပါတယ်အဓိကလက်ရှိမှာဂျူဂူမက်စ်ဆိုင်ဂျေရော့ကွန်ဆာကိုအသင်းကနေရောင်းထုတ်ဖို့အတွက်ပြင်ဆင်နေကြပြီးတော့လက်ရှိမှာအာနီစလော့အနေနဲ့ဒါဂျူဂူမက်စ်ကိုအသင်းမှာအရင် ပုံစံမျိုးဆက်ထားဖို့အတွက်ပြင်ဆင်နေခဲ့ပြီဂျရက်ခွန်စာကတော့သူ့ရဲ့ liking မဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဒါသူ့သဘောမကျဘူးเนาะမြန်မာပြောသူ့သဘောမကျတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ အသင်းကနေပြီးတော့တရားဝင်ရောင်းချခွင့်ပေးထားတယ်သူသိရတယ်မဟုတ်ပါအဲ့တော့ကျွန်တော်ခွန်စာကူတော့အခုလက်ရှိမှာဒါကျွန်တော်တိတိလောက်ကလာမယ့်အပြောင်းရွှေ့ဒုတိယပိုင်းပြန်စမယ်ဆိုရင်တော့ Newcastle United Eddie Howe တို့အသင်းနေနဲ့တရားဝင်ကန်လန်းတော်မှုရှိတယ် Newcastle အသင်းနဲ့အခုလက်ရှိမှာသူတို့နဲ့ PSR ကိုတစ်ချက်တော့ကြည့်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒီ PSR ပေါ်မှာမူတည်ပြီးသူတို့နဲ့ငွေဘယ်လောက်သုံးလို့ရမလဲပေါ့ကြည့်ပြီးတော့သူတို့နဲ့ငွေသုံးရမယ်လို့မြင်တယ်လက်ရှိမှာဒါကျွန်တော်တို့အဲ နူကာဆယ်တင်းနဲ့ချန်ပီယံလိဝင်တာမှမဲ့ PSR အခြေအနေတွေကလက်ရှိမှာငွေအရန်သုံးလို့မရတဲ့အခြေအနေတွေတည်ရအဲ့တော့တပတ်ကတော့လီဗာပူးတင်းကကျွန်တော်ခွန်စာကိုဘယ်ဈေးဘယ်လိုတတ်မှတ်မယ်မသိပေမဲ့ဒါအဲဒီဟောက်ကအင်္ဂလန်ကစားသမားမှာအင်္ဂလန်ကစားသမားတိတ်သဘောကျတဲ့အတွက်ကြောင့်မလို့ကျွန်တော်ခွန်စာကိုဝယ်ယူဖို့အတွက်အကြီးကျယ်တိုက်ထွန်းရတယ်တည်ရတယ်လီဗာပူးတင်းကဂျူဂိုမက်စ်ကိုရောင်းထားတဲ့ဆိုင်တော့ကျွန်တော်ခွန်စာကိုအတင်းကနေရောင်းထုတ်ဖို့အတွက်လက်ရှိမှာဆက်လက်ပြီးတော့စူးစမ်းနေတယ်လို့တည်ရတယ်မှာပါတယ်နောက်တဲ့တင်းတစ်ခုကလက်ရှိမှာတဖြည်းဖြည်းနဲ့ဒါကျွန်တော် solid ဖြစ်လာခဲ့တဲ့လီဗာပူးရဲ့အပြောင်းအရွှေ့တင်းနောက်တစ်ခုကလီဗာပူးတင်းရဲ့ခုလက်ရှိမှာအလစ်ဆန်ဘက်ကာကိုထိုက် က်တင်တဲ့ဈေးတစ်ခုရမယ်ဆိုရင်တော့လာမယ့်နေရာဒီမှာဥပဒေလာမယ့်အပြောင်းရွှေ့ဒါကျွန်တော်ဒုတိယပိုင်းမှာရောင်းချသွားဖို့တပြင်းစင်တယ်လက်ရှိမှာဒါလီဗာပူးကသတ်မှတ်ထားတဲ့ဈေးကိုဒါကျွန်တော်တို့တူရကီတို့ဘာလို့ဘက်ကပေးဖို့အတွက်ဒါဈေးကြီးရကြောင်းနည်းနည်းလေးနောက်ဆုံးပြသွားခဲ့တယ်လက်ရှိမှာဂလာတာဆာရီနေနဲ့အလစ်ဆန်ဘက်ကတောင်းတဲ့လာဇာကတို့တို့က AC ပဲဒါပေမဲ့လက်ရှိမှာလီဗာပူးတောင်းနိုင်မဲ့ဈေးကမြောက်လွန်းတဲ့အကြောင်းမို့ဒါတူရကီကလပ်နေနဲ့အလစ်ဆန်ဘက်ကကိုခေါ်ယူဖို့တော့ဆုံသွားခဲ့ဖြစ်ပြီးတော့အလစ်ဆန်ဘက်ကအနေနဲ့လည်းခုလက်ရှိမှာမမဒက်ရှ်ဗလီရောက်လာမှုကြောင့်မို့သူ့အနေနဲ့ဒါကျွန်တော်တို့သူ့အတွက်ပို့ပြီးတော့ AC စစ်ဖြစ်နိုင်မဲ့နေရာတစ်ခုသူပြော ောင်းရှိဖို့အတွက်စဉ်းစားနေတယ်။ဒါပြင်လက်ရှိမှာ Saudi Arabia Club တို့အနေနဲ့ဒါ Alisson Becker ကိုလာမယ့်ညီယာတိဖို့ဒီလာမယ့်ယာတိအမအမိဒီအသင်းတွေကကျွန်တော်တို့ ဂိုးသမားတယောက်အမြန်ရှာသွားဖို့အတွက်ပြင်ဆင်နေတယ်။အလစ်ဆန်ဘက်ကာကိုသူတို့နဲ့ statement ဆိုင်ခံတစ်ခုနဲ့ပြင်ဆင်သွားရတယ်မဟုတ်ဘူး။အဲလိုလိဗပူးတင်းကလက်ရှိမှာအလစ်ဆန်ဘက်ကာကိုရောင်းမယ်ဆိုတော့သူတို့နဲ့တိတ်ပြီးတော့ကိစ္စမရှိဘူးလို့သိရတယ်မဟုတ်ပါဘူး။သူတို့နေနေတာကြားတော့ကတော့အရန်ဂိုးသမားအစ်ကိုထပ်ခေါ်တာတဲ့ဆိုင်လက်ရှိမှာအကယ်ဒမီကနောက်ထပ်ဂိုးသမားတစ်ခုကိုပဲဒါ level မြင့်ပေးဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုနေ TV4 ဖော်ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါရမြန်မြန်လေးလေး clip ဖို့မမေ့ကြပါနဲ့ဦးမြန်မြန် clip မှာမြန်မြန်နာဖြစ်ပါတယ်အားလုံးမကြွတမိုင်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တော့ကူပြပါဦးအားလုံးမကြွတမိုင်မြန်မြန်လေး clip ပေးကြအောင်ဗျမြန်မြန် clip မှာမြန်မြန်နာဖြစ်ပါတယ်ဒေးပါဗျာ